မင်္ဂလာပါခင်ဗျာနောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုကျွန်တော်အေဇက်ကတင်ဆက်ပေးမှာဖြစ်ပါတယ်ပူတင်နဲ့လာတွေ့တဲ့ရှီဂျင်ဖင်ကအမေရိကန်ကြီးစိုးမှုကိုဖတ်ဆင်တဲ့ခိုင်းနိုင်ခဲ့တဲ့အကြောင်းအိန္ဒိယလေကြောင်းတိုက်ခတ်မှုကြောင့်လူ26ဦးသေဆုံးတယ်လို့ပါကစ္စတန်က ပြောဆိုထားတဲ့အကြောင်းနဲ့ဂါဇာယာယီအုပ်ချုပ်ရေးအမေရိကန်ဦးဆောင်မှုအစ္စရေးနဲ့ဆွေးနွေးနေတဲ့အကြောင်းတွေကိုတင်ဆက်ပေးလိုက်ပါရစေ။ ဘရမဆုံးအနေနဲ့ပူတင်နဲ့လာတွေ့တဲ့ရှီဂျင်ဖင်ကအမေရိကန်ကြီးစိုးမှုကိုဖက်စစ်နဲ့ခိုင်းနိုင်ခဲ့တဲ့အကြောင်းကိုဖော်ပြပြလိုက်ပါတယ်ဒီဥသမရရှီဂျင်ဖင်ဟာရုရှားသမရဗလာဒီမာပူတင်နဲ့တွေ့ဆုံဖို့ယူကရိန်းဒရုန်းတွေပြစ်မှတ်တာတိုက်ခတ်နေတဲ့မြို့တော်မော်စကိုကို မေလ9ရက်နေ့ကရောက်ရှိလာပါတယ်။ရှီကျင်းပြားမေလ10ရက်နေ့ကသမ္မတဗလာဒီမာပူတင်နဲ့ထိပ်သီးဆွေးနွေးပွဲလဲကျင်းပခဲ့သလို9ရက်နေ့မှာရုရှားရဲ့ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့အခမ်းအနားတွေတက်ရောက်မှာဖြစ်ပါတယ်။ရုရှားစီကနေရေနံနဲ့သဘာဝတံခွေအများဆုံးဝယ်ယူနေတဲ့တရုတ်ဟာအနောက်နိုင်ငံတွေရဲ့အေးအေးယူပိတ်ဆို့ထားခံရတဲ့ရုရှားအတွက်စီးပွားရေးအသက်သွေးကြောလဲဖြစ်ပါတယ်။တရုတ်သမ္မတမော်စကိုကိုမရောက်မီရုရှားနဲ့တရုတ်မီဒီယာတွေမှာသူရေးတဲ့စောင်းမားတစ်စောင်ကိုဖော်ပြထားတာတွေ့ရပါတယ်။ တရုတ်နဲ့ဆိုဗီယက်ပြည်ထောင်စုအပေါင်းဝင်ကမ္ဘာကြီးရဲ့တရားမျှတတဲ့တပ်ပေါင်းစုတွေရင်မောင်တန်းပြီးတော့မောက်မာထောင်လွှားတဲ့ဖက်ဆစ်တပ်တွေကိုရဲရဲရင်ရင်နှိမ်နင်းခဲ့ကြပါတယ်လို့ရှီကရေးသားထားတာဖြစ်ပါတယ်။နောက်အနှစ်80အကြာမှာတော့တစ်ဖက်သက်ဝါဒကြီးစိုးမှုနဲ့ဗိုလ်ချုပ်အနိုင်ကျင့်မှုဟာအင်မတန်ထိခိုက်လောက်စရာဖြစ်လာပြန်ပါတယ်။လူသားမျိုးနွယ်အတွက်နောက်တစ်ခါရွေးချယ်ရမယ့်လမ်းစုံလမ်းကောက်ကိုရောက်ရှိလာခဲ့ပြန်ပြီဖြစ်ပါတယ်လို့အမေရိကန်ကို တိုက်ရိုက်မရည်ညွှန်းပဲရှီကရေးသားထားတာဖြစ်ပါတယ်။ နာဇီဂျာမနီတွေလုခတ်တယ်လို့စစ်ပွဲမျိုးဥရောပကရုရှားနဲ့ဆင်နေဖို့ပြင်ဆင်နေချိန်မှာတရုတ်ရုရှားထိပ်သီးဆွေးနွေးပွဲဟာဒုတိယကမ္ဘာစစ်ရလဒ်ကိုပြန်ပြင်ရေးဖို့ကြိုးစားအားထုတ်မှုတွေကိုအပြင်းထန်သတိပေးလိုက်တာဖြစ်တယ်လို့ရုရှားနိုင်ငံသားရေးဝန်ကြီးဌာနကလည်းထုတ်ပြန်ထားပါတယ်။ဝီလာ9ရက်နေ့မှာတော့ရင်းမြစ်နီမှာကျင်းပမဲ့ဆိုဗီယက်ပြည်ထောင်စုရဲ့ဒုတိယကမ္ဘာစစ်အောင်ပွဲ280ပြည့်အခမ်းအနားကိုပြုတ်သမရဟာဘရာဇီးဆာဗီးယားနဲ့ဆလိုဗက်ကီးယားသမရတွေနဲ့အတူတက်ရောက်မှာပဲဖြစ်ပါတယ်။ ယူကရိန်းကရုရှားကိုလူမဲ့လေယာဉ်တွေနဲ့တောက်လျှောက်တိုက်ခတ်နေတာကြောင့်အောင်ပွဲအခမ်းအနားပြင်ဆင်ရေးမှာ နောက်နေမှုတွေရှိနေပြီးမော်စကိုကလေးစိတ်တွေကိုနိုင်ရင်နဲ့ချီပြီးပိတ်ထားခဲ့ရပါတယ်ခင်ဗျာနောက်တစ်ပုံအနေနဲ့အိန္ဒိယရဲ့လေကြောင်းတိုက်ခတ်မှုကြောင့်ပါကစ္စတန်မှာလူ26ဦးသေဆုံးပြီး46ဦးဒဏ်ရာရခဲ့တယ်လို့ပါကစ္စတန်စစ်တပ်ကပြောဆိုခဲ့တဲ့ကြောင်းကိုဖော်ပြပြလိုက်ပါတယ် အိန္ဒိယနိုင်ငံကဧပြီလ9ရက်မှာလေကြောင်းတိုက်ခတ်ခဲ့လို့ပါကစ္စတန်ရဲသား26ဦးတက်မတဲ့တည်ဆုံးခဲ့ပြီး46ဦးဒဏ်ရာခဲ့တယ်လို့ပါကစ္စတန်စစ်တပ်မီဒီယာ Inter Service ပြည်သူ့စစ်ဆင်ရေးဌာန ISPR ကပြောခဲ့ပါတယ်။အိန္ဒိယဟာပန်ဂျပ်ပြည်နယ်ဘာဟာဝါခရိုင်ပါကစ္စတန်ထိန်းချုပ်ထားတဲ့ကက်ရှမီးယားပြည်နယ်ကော့တလီခရိုင်အပါအဝင်ပါကစ္စတန်နိုင်ငံတိုင်းကနေရာ6ခုကိုတိုက်ခတ်မှု စုစုပေါင်း24ကြိမ်ပြုလုပ်ခဲ့တယ်လို့ ISPR ကရဲ့ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီးချောင်ဒရီကပြောဆိုထားပါတယ်အိန္ဒိယရဲ့တိုက်ခတ်မှုကြောင့်ပါကစ္စတန်ရဲ့အာဇစ်ကက်ရှမီးယားဒေသခိုင်ရတာမြို့မှာအရသာအိမ်နဲ့ပိုင်ဆိုင်မှုတွေအများပြားပျက်စီးခဲ့တယ်လို့ CGTN သတင်းဌာနကဖော်ပြထားလဲတွေ့ရပါတယ်အိန္ဒိယကိုအကြမ်းဖက်တိုက်ခတ်ဖို့ညွှန်ကြားခဲ့တဲ့ပါကစ္စတန်နိုင်ငံတကအကြမ်းဖက်သမားတွေရဲ့အခြေခံအဆောင်အအုံတွေနဲ့ ါကစ္စတန်ကထိန်းချုပ်ထားတဲ့ကက်ရှမီးယားဒေသတို့ကိုစစ်ဆင်ရေးစင်တူကိုအိန္ဒိယစစ်တပ်ကစတင်ဆောင်ရွက်ခဲ့တယ်လို့အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။အဲ့ဒီနေ့မှာပဲပါကစ္စတန်နိုင်ငံရဲ့ဝန်ကြီးဌာနကအိန္ဒိယလေတပ်ရဲ့တိုက်ခတ်မှုကိုရှုံချခဲ့တာတွေ့ရပါတယ်။အိန္ဒိယလေတပ်ဟာအိန္ဒိယလေပိုင်နက်အတွင်းရှိနေချိန်မှာပဲရဲသားတွေကိုပြစ်မှတ်တာတိုက်ခတ်နေတဲ့လက်နက်တွေကိုသုံးရင်းပါကစ္စတန်ရဲ့အချုပ်အခြာအာဏာကိုချိုးဖောက်ခဲ့တယ်လို့ပါကစ္စတန်နိုင်ငံရဲ့ဝန်ကြီးဌာနကရင်ထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ နောက်တစ်ပုံအနေနဲ့ဂါဇာမှာစစ်ပွဲလွန်ယာယီအုပ်ချုပ်ရေးအဖွဲ့တခုကိုအမေရိကန်ကဥဆောင်ဖို့ဖြစ်နိုင်ခြေကိုအစ္စရေးနဲ့ဆွေးနွေးနေတယ်လို့ဒီကိစ္စနဲ့နှီးစပ်တဲ့သတင်းရင်းမြစ်၅ခုကို ကိုးကားပြီးရိုက်တာသတင်းဌာနကဖော်ပြခဲ့တဲ့အကြောင်းကိုတင်ဆက်ပေးလိုက်ပါတယ်။ဂါဇာကိုစစ်မဲ့ဇုံဖြစ်ပြီးတည်ငြိမ်သွားတဲ့အချိန်မတိုင်မီအထိအလုံးဖြစ်တဲ့ပါလက်စတိုင်းအုပ်ချုပ်ရေးအဖွဲ့တစ်ဖွဲ့ပေါ်မလာပြီးအထိကြီးကျက်ဖို့အမေရိကန်တာဝန်ရှိသူတို့ကဥဆောင်နေတဲ့အသွင်ကူးပြောင်းရေးအစိုးရတစ်ဖွဲ့ကိုဖွဲ့စည်းဖို့ရာ အစင်းမြင့်ရာရှိပိုင်းညွှန်ကြားမှုတွေလုပ်နေတယ်လို့ဆိုထားပါတယ်။အမေရိကန်ဥဆောင်တဲ့ညွှန်ကြားရေးအဖွဲ့ကအချိန်ဘယ်လောက်ကြာမယ်ဆိုတာပုံသေးတက်မှတ်ထားတာမရှိဘဲမြေပြင်အခြေအနေပေါ်မူတည်တယ်လို့ဆိုထားပါတယ်။ရင်းရင်းမြစ်တွေဟာလူသိရှင်ကြားထုတ်ပြောခွင့်မရထားတဲ့အတွက်အမီမဖော်ဘဲပြောကြားခဲ့တာဖြစ်တယ်လို့ရိုက်တာကဖော်ပြထားပါတယ်။အဆိုပြုထားစေပဲရှိသေးတဲ့ဒီအစီအစဉ်ကို2003ခုနှစ်တုန်းကအီရတ်မှာဆာဒန်ဟူစင်ကိုဖြုတ်ချပြီးတဲ့နောက်အမေရိကန်ကထူထောင်ခဲ့တဲ့ ညမောင်းယာယီအုပ်ချုပ်ရေးအဖွဲ့နဲ့နှိုင်းယှဉ်ပြခဲ့ကြပါတယ်။အဲ့ဒီအဖွဲ့တော်ကဣရက်ပြည်သူအများစုကကျူးကျော်သိမ်းပိုက်ထားတဲ့အဖွဲ့လို့ရှုမြင်ခဲ့ကြပြီးပုံကံမှုတွေကိုထိန်းချုပ်နိုင်စရာမရှိတဲ့အတွက်2004ခုနှစ်မှာဣရက်ဂျာပြတ်အစိုးရကိုအာဏာလွှဲခဲ့ရပါတယ်။ဂါဇာကအမေရိကန်ဦးဆောင်တဲ့အုပ်ချုပ်မှုမှာအခြားနိုင်ငံတွေကိုလည်းပါဝင်ဖို့ဖိတ်ခေါ်မှာဖြစ်တယ်လို့ဆိုထားပါတယ်။အုပ်ချုပ်ရေးမှာပါလက်စတိုင်းကပညာရှင်တွေကိုပါဖိတ်ခေါ်မှာဖြစ်ပေမဲ့ဟာမန်အဖွဲ့နဲ့အနောက်ဘက်ကမ်းမှာအုပ်ချုပ်နေတဲ့ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ PLO လို့ အဖွဲ့မျိုးတွေပေါင်းဝင်ခွင့်မပြုဘူးလို့လည်းဆိုထားပါတယ်။ဒီရင်နဲ့ပတ်သက်ပြီးအမေရိကန်နိုင်ငံရဲ့ဌာနကတော့ဒါကြီးရိုက်မှတ်ချက်ပေးဖို့ညှင်းဆိုထားပြီးညှိနှိုင်းတဲ့ကိစ္စတွေနဲ့ပတ်သက်လို့ပြောလို့မရဘူးလို့ပဲထုတ်ပြန်ထားတာတွေ့ရပါတယ်။ Israel ဝန်ကြီးချုပ်ယုံကတော့မှတ်ချက်ပေးဖို့ညှင်းဆိုထားပါတယ်ခင်ဗျာ။နောက်တဲ့ဘုံအနေနဲ့အမေရိကန်နဲ့ဗြိတိန်တို့ဟာပြည်ပကုန်တင်သွင်းမှုအကုန်လျှော့ချတဲ့သဘောတူညီချက်တစ်ခုကိုကျင်းပမယ်လို့မျှော်လင့်နေပါဗျာ။ I want to make it nice and simple. I'm not looking to have uh, so many exemptions that nobody knows what's doing. We have to make it very simple, but I'll take a look at it. American သမ္မတ Trump ဟာပြီးခဲ့တဲ့လကစပြီးတကမ္ဘာလုံးအတိုင်းအတာနဲ့နိုင်ငံတိုင်းကိုအခွန်တိုးမြင့်ကောက်ခံခဲ့တဲ့အချိန်ကလေးကဒီတွင်အစိုးရအဖွဲ့ကနိုင်ငံအခွန်လျှော့ချမှုသဘောတူညီမှုတစ်ခုရရှိဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။ Trump ကလည်းဗိုလ်လုံးနေညကဒီသဘောတူညီမှုနဲ့ပတ်သက်ပြီးရင်းညွှန်းတဲ့ post ကို social media မှာဖော်ပြထားပါတယ်။ လာမယ့်နေ့မနက်10:00နာရီမှာကြီးမားတဲ့သတင်းစာရှင်းလင်းပွဲရှိပါတယ်။ဘဲဥပုံရုံးကမှလုံးမဲ့ဒီသတင်းစာရှင်းလင်းပွဲမှာလေးစားမှုထားရတဲ့နိုင်ငံနဲ့အဓိကကုံသွမှုအကြောင်းကိုကိုယ်စားလှယ်တွေကပြုလုပ်မှာပဲဖြစ်ပါတယ်။ဒါကနိုင်ငံတွေထဲကပထမဆုံးပါလို့ Trump က post တင်ထားတာပဲဖြစ်ပါတယ်။အခွန်ကောက်မှုကိုရက်60ရက်တထားမှုမတိုင်မီအေဘလာ2ရက်နေ့က Trump ရဲ့ကြေညာချက်မှာဒါဇင်နဲ့ချီတဲ့ကုံသွဘက်နိုင်ငံတွေကိုစီးကြက်ကုန်တိုးမြှင့်မဲ့အကြောင်းပြောဆိုထားပါတယ်။ကမ္ဘာကုံသွမှုအခွန် တစ်ဆယ်ရာခိုင်နှုန်းကောက်ခံမှုရှိပြီးအဲ့ဒီထဲမှာ ပြည်တွင်ပါဝင်ပေမဲ့အမေရိကန်နဲ့ကာလရှည်မဟာမိတ်အဖြစ်ရှိနေပေမဲ့ကုန်သွယ်မှုအခွန်တိုးမြင့်မှုမှာပြည်တွင်လည်းပါဝင်နေပါတယ်။အမေရိကန်ကိုသွင်းတဲ့တန်အလူမီနီယံနဲ့ကားတင်ပို့မှုတွေမှာပြည်တွင်နိုင်ငံကို25ရာခိုင်နှုန်းသတ်မှတ်ထားတာတွေ့ရပါတယ်။အမေရိကန်ရဲ့ကုန်သွယ်မှုသဘောတူညီချက်နိုင်ငံတွေထဲမှာအိန္ဒိယနဲ့အစ္စရေးနိုင်ငံတို့လည်းပါဝင်မယ်လို့သတင်းတွေကဖော်ပြထားပါတယ်။ဒါ့အပြင်ဂျပန်တောင်ကိုရီးယားနဲ့ဗီယက်နမ်နိုင်ငံတို့ပါဆက်ပြီးဆွေးနွေးတော့ပွဲရှိပါတယ်။ ထရန်ဟာသူဟာနိုင်ငံတွေကိုစာချုပ်သစ်တွေချုပ်ဆိုဖို့ဆန္ဒရှိနေပြီးကမ္ဘာကုန်သွယ်ရေးစနစ်ကိုပြန်လည်ပြောင်းလဲဖို့ကြိုးစားမယ်လို့လည်းပြောဆိုထားပါတယ်။ဒီတစ်ပတ်အတွင်းမှာလည်းကမ္ဘာစီးပွားရေးအကောင်အဆိုးနှစ်နိုင်ငံဖြစ်တဲ့အမေရိကန်နဲ့တရုတ်နိုင်ငံတို့ဟာအခွန်ကောက်ခံမှုနဲ့ပတ်သက်ပြီးတရားဝင်ဆွေးနွေးမှုတွေပြုလုပ်သွားမှာဖြစ်ပါတယ်ခင်ဗျာ။နောက်တစ်ပုံအနေနဲ့ပုံရမင်းကြီးရွေးချယ်မှုပထမနေ့မှာအဖြေမထွက်တာကြောင့်မိโกမဲတွေနဲ့အချက်ပြခဲ့တဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါရစေ။ ုံရမင်းကြီးရွေးချယ်မှုပထမနေ့မေလ9ရက်နေ့မှာကက်သလစ်သာသနာဝင်တွေဟာစစ်စတင်ဖျားရှိကိုကြောင့်မိโกခေါင်းနိုင်ကအချက်ပြမိโกကိုစိန့်ပီတာရင်မြစ်မှာစူဝေးစောင့်ဆိုင်းခဲ့ကြပါတယ်။စစ်စတင်ဖျားကြောင့်မိโกခေါင်းနိုင်ကနေမိโกမဲနဲ့အချက်ပြတဲ့အတွက်268ပါးမြောက်ပုံရမင်းတစ်ကိုမရွေးနိုင်သေးဘူးလို့နားလည်ရပါတယ်။ရွေးနိုင်ပြီဆိုရင်တော့မိโกဖြူနဲ့အချက်ပြမှာပဲဖြစ်ပါတယ်။ရွေးတပြီးတဲ့မဲတွေကိုမိရှို့ဖျက်ဆီးတဲ့အချိန်လိုချင်တဲ့မိโกအရောင်ရအောင်ဓာတ်ရုပ်ဗေဒပစ္စည်းထည့်ပြီးရှို့တာဖြစ်ပါတယ်။ ဆွေးပြီးတော့လှုပ်ဝက်မဲပေးခဲ့ကြတဲ့ကာဒီနယ်ယဟန်အမတ်ကြီး133ပါးဟာနောက်ရက်ဒီမှာလဲယဟန်မင်းသစ်မယွေးနိုင်မချင်းမဲဆက်ပေးရမှာဖြစ်ပါတယ်ကက်သလစ်သာသနာဝင်တက်တမ၄ဘီလီယံရဲ့ဥဆောင်သူပုံရမ်းမင်းကြီးသည့်ဖြစ်ဖို့ကိုယ်စားလှယ်တဦးတည်းကမဲအလုံးရဲ့၃ပုံပုံ၂ပုံရရှိဖို့လိုအပ်ပါတယ်ရှေးပါယမ်းမင်းကြီး30ရွေးချယ်ခဲ့ရမှာတော့နှစ်ရက်ဝန်းကျင်ကြာမြင့်လေးရှိပါတယ်ဒီဘက်ကမှာတော့ပထမဆုံးနေ့ တကြိမ်တည်းမဲပေးမှုပါလေရဟန်းမင်းသက်ရွေးချယ်နိုင်လေမရှိပါဘူးခင်ဗျာနောက်ထပ်တင်ဆက်ပေးမှာကတော့မြောက်ကိုရီးယားရဲ့ဒုံးကျည်ပြုလုပ်မှုကိုဂျပန်ကပြင်းပြင်းထန်ထန်ရှုံချကန့်ကွက်ခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်ကျကြရအောင် မြောက်ကိုရီးယားဟာမေလ၈ရက်နေ့ကြာသပတေးနေ့ကပယ်ထင်းတုံးကြီးတွေကိုပြစ်လွတ်ခဲ့ပြီးတဲ့နောက်မှာဂျပန်နိုင်ငံကမြောက်ကိုရီးယားကိုပြင်းပြင်းထန်ထန်ရှုံးချခဲ့ပြီးဒုံးကြီးတွေဟာပုံမှန်မှုတဲ့လမ်းကြောင်းပေါ်မှာပြန်တန်းသွားတာဖြစ်တဲ့ကြောင်းဂျပန်အစိုးရပြောကင်းဆိုခွင့်ရှိသူယိုရှိမာဆာဟာယရှိကပြောပါတယ်မြောက်ကိုရီးယားဟာဒီနေ့မနက်၈နာရီနဲ့၉နာရီကြာမှာသူ့နိုင်ငံရဲ့အရှိတ်ကံရိုးတန်းကနေအနောက်မြောက်ဘက်ကိုပယ်ထင်းတုံးကြီးအများပြားကိုဥတီပြစ်လွတ်ခဲ့တဲ့ကြောင်းနဲ့ ဂျပန်အမေရိကန်နဲ့တောင်ကိုရီးယားတို့ကြားအနီးကပ်ပူးပေါင်းဆောင်ရွက်မှုဟာအသေးစိတ်အချက်အလက်တွေကိုလေ့လာစမ်းသပ်နေတယ်လို့ဟာယာရှိကသတင်းစောက်တွေကိုပြောဆိုခဲ့တာပဲဖြစ်ပါတယ်။မနက်9:00နာရီမိနစ်20လောက်ကပြစ်လွတ်ခဲ့တဲ့ဒုံးကျည်ဒဇင်းကတော့အကွာအဝေး100ကီလိုမီတာလောက်ပြန်တန်းနိုင်ခဲ့ပြီးအမြင့်ဆုံးအမြင့်ပေ100ကီလိုမီတာလောက်ရှိတယ်လို့လည်းဆိုထားပါတယ်။အဲဒီဒုံးကျည်ဟာဂျပန်နိုင်ငံရဲ့တီးတန့်စီးပွားရေးဆောင်အပြင်ဘက်ကိုရီးယားကျွန်းဆယ်ရဲ့အရှေ့ဘက်ဖြစ်တဲ့ဂျပန်ပင်လယ်ပြင်မှာကျောက်ရောက်ခဲ့တာဖြစ်ကား ဒီတုံးကြီးဟာပုံမှန်မဟုတ်တဲ့လမ်းကြောင်းပေါ်ကိုပြန်တန်းသွားတာဖြစ်နိုင်ပြီးအဲ့ဒါကိုတော့ဆန်းစစ်နေစေဖြစ်တယ်လို့လည်းဆိုထားပါတယ်။မြောက်ကိုရီးယားရဲ့လုံဟာပဲထင်းတုံးကြီးတွေကိုအချင်းချင်းပြစ်လုမှုအပါအဝင်ဂျပန်နိုင်ငံရဲ့ဒေသတွင်းငြိမ်းချမ်းရေးနဲ့နိုင်ငံတကာအသိုင်းအဝိုင်းကိုချိန်ချောင်းနေတယ်လို့ဂျပန်ကက်ဘိနက်အတွင်းမှဖယားရှိကပြောပါတယ်။ဒီလိုပဲထင်းတုံးကြီးတွေပြစ်လုခြင်းဟာသက်ဆိုင်ရာလုံခြုံရေးအဖွဲ့ရဲ့ဆုံးဖြတ်ချက်တွေကိုလည်းချိုးဖောက်တာဖြစ်ပြီးတော့ဂျပန်ပြည်သူတွေရဲ့လုံခြုံရေးနဲ့ပတ်သက်တဲ့စိုးစိုးရွားရွားပြဿနာတွေဖြစ်တယ်လို့လည်းသူကဆိုထားပါတယ်။ ။မြောက်ကိုရီးယားရဲ့လုပ်ရက်ကိုကန့်ကွက်တဲ့အနေနဲ့ဂျပန်နိုင်ငံဟာပေကျင်းမြို့မှာရှိတဲ့တန်ယုံလမ်းကြောင်းတွေကတဆင့်ဒီပြုလုပ်မှုကိုပြင်းပြင်းထန်ထန်ရှုံချထားတယ်လို့ဟာယာရှိကပြောထားပါတယ်ခင်ဗျာ။နောက်ဆုံးအနေနဲ့ iPhone တွေပြုတ်လို့တဲ့ တရုတ်ကုမ္ပဏီ Foxconn ကဂျပန်ကားကုမ္ပဏီ Mitsubishi မော်တာအတွက် EV ကားတွေထုတ်လုပ်ပေးဖို့အစီအစဉ်ရှိတယ်လို့ကြေညာတဲ့အကြောင်းပဲဖြစ်ပါတယ်။သဘောတူညီထားတဲ့မူရ Foxconn ဟာ Mitsubishi အတွက်ထိုင်ဝမ်မှာကားဒီဇိုင်းနဲ့တည်ဆောက်မှုကိုပူးတွဲလှုပ်ဆောင်မယ်လို့ပါရှိထားပါတယ်။ Foxconn ကပြောကြားရရလာမယ့်နှစ်ကမှ model အစ်တစ်ခုထုတ်လုပ်နိုင်မယ်လို့မျှော်လင့်ရတယ်လို့သိရပါတယ်။ဒါဟာ Foxconn အတွက်ဖွံ့ဖြိုးပြီး ရှင်ပြိုင်မှုမြန်မာတဲ့ EV လုပ်ငန်းမှာပထမဆုံးပါဝင်လာတာဖြစ်ပါတယ်။ Mitsubishi ရ EV ထုတ်လုပ်မယ်ဆိုရင်အဓိကတရုတ်ပြိုင်ဘက်တွေနဲ့အရှေ့တောင်အာရှတောင်အမေရိကနဲ့ဥရောပတို့မှာဈေးကွက်ရှင်ပြိုင်ရမှာပဲဖြစ်ပါတယ်။ Mitsubishi အတွက်ကားတွေကိုထောက်ဝံကားထုတ်လုပ်တဲ့ Yulon Motor နဲ့ပူးပေါင်းလှုပ်ဆောင်နေတဲ့ Fox Trauma တက်ဆင်မှာပဲဖြစ်ပါတယ်။လက်ရှိကားထုတ်လုပ်မှုနဲ့ပတ်သက်မှုကသဘောတူညီမှုအဆင့်မှာပဲရှိသေးပြီးတရားဝင်သဘောတူညီချက်ရရှိတာမျိုးမရှိသေးပါဘူး။ ာတုံးလုံးမှုမှာပါဝင်တဲ့ကုမ္ပဏီတွေဟာနောက်ဆုံးသဘောတူညီချက်ရရှိဖို့ဆွေးနွေးမှုတွေပြုလုပ်သွားမယ်လို့ဆိုထားပါတယ်။ Foxconn ဟာကမ္ဘာအကြီးဆုံးလျှက်စစ်ပစ္စည်းထုတ်လုပ်တဲ့ကုမ္ပဏီပဲဖြစ်ပါတယ်။ Foxconn ကားထုတ်လုပ်တဲ့လုပ်ငန်းတွေကိုဝင်ရောက်ဖို့ဂျပန်ကားကုမ္ပဏီ Nissan ကိုဝယ်ယူပြီးပူးတွဲထုတ်လုပ်ဖို့စဉ်းစားခဲ့ဘူးတယ်လို့လည်းဆိုထားပါတယ်။ Mitsubishi Motor ဟာ Nissan နဲ့ပြင်သစ်ကားကုမ္ပဏီ Renault နဲ့အငယ်တန်းပါတနာပဲဖြစ်ပါတယ်။မကြသေးမီနှစ်နဲ့ငယ်တွင်တရုတ်နိုင်ငံရဲ့ကားထုတ်လုပ်မှုတိုးတက်လာပြီး EV ဇေဘမှာတရုတ်ကဒုတိယနေရာရောက်ရှိလာလို့တရုတ်ခြေဆိုင်ကုမ္ပဏီတွေဟာကားထုတ်လုပ်မှုဘက်ကိုအောင်စိုက်လာတာလည်းတွေ့ရပါတယ်။လက်ရှိချိန်မှာကမ္ဘာမှာရှိတဲ့ကားကုမ္ပဏီတွေဟာတရုတ်နိုင်ငံရဲ့ V1D ကိုဈေးကွက်မှာ ရှင်ပြိုင်ဖို့ခက်ခဲရဲ့စူးစမ်းနေရပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါနိုင်ငံတကာသတင်းတွေကိုဒီမှာပဲအဆုံးသတ်လိုက်ပါရစေကျွန်တော်အီဇက်ပါ